တောင်ကြီးမြို့ရွှေဘုံဝင်ဇေဒီတော်ဗုဒ္ဓဘိသိကအနေကစားတင်မဟာမင်္ဂလာခန္ဓာကျင်းပတဲ့တရင်ကိုတင်ဆက်ပေးတော်မှာဖြစ်ပါတယ်။ရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးမြို့တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှကြီးမှုကျင်းပတဲ့တောင်ကြီးမြို့ရဲ့စက်သေးဆောင် ရွှေဘုံဝင်ဇေဒီတော်မြတ်ကြီးအားဗုဒ္ဓဘိသိကအနေကစားတင်မဟာမင်္ဂလာခန္ဓာကို AB 30ရဲ့နက်နက်9နာရီကရွှေဘုံဝင်ဇေဒီတော်ဓမ္မယုံ၌ကျင်းပရာ ပြည်내တရားလွှတ်တော်တရားသူကြီးချုပ်ဦးတန်းဦးလွင်ရှမ်းပြည်내အစိုးရဖွဲ့ပြည်내စီးပွားရေးရာဝန်ကြီးဦးခွန်သိမ်းမောင်ပြည်내လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဦးနေဝင်းအောင်ပြည်내တရားစာတရေးရာဝန်ကြီးဦးဆိုင်လိတ်ပြည်내ဥပဒေချုပ်ဦးဆိုင်ကျော်စံနဲ့ပြည်내ဆင့်ဌာနဆိုင်ရာကြီးကဲများတက်ရောက်ခဲ့ကြပါတယ်ရှေးဦးစွာတောင်ကြီးမြို့ပေါ်ရှိဖုံးတော်ကြီးကျောင်း30ကျောင်းမှပင့်တန်ဃာတော်131ပါးတို့ကရွှေဘုံဝင်ဇေဒီတော်အား လက်ရာရစ်တစ်ပတ်လက်လေပူဇော်၍နိုင်ငံတော်ဩဝါဒစရိယစွန်လုံးကူကမ္မထံကျောင်းတိုက်ဦးစည်းပဒနာနာယကဧကမဟာပဏိတမဟာကမ္မထာနာစရိယဗဒ္ဒနာဧကဓမ္မဘိဝန္တအရှင်သူမြတ်ဦးဆောင်တော်တန်ဃာတော်အပေါင်းတို့ကရွှေဘုံဝင်စီတီတော်မြတ်အားဗုဒ္ဓဘိသိကအနိကစားတင်ပူဇော်ကြပြီးပြည်내တရားလွတ်တော်တရားသူကြီးချုပ်အမှုပြုသောဧပရိတ်တပေါင်းတို့က ပင့်တန်ကတော့တရား၁၁ဘာတို့အားစွန့်စံစိမ်းများလောင်းလူပူဇော်ခဲ့ကြပါတယ်။အခမ်းအနားဒုတိယပိုင်းကိုဆက်လက်ကျင်းပရာပြည်내တရားလွတ်တော်တရားသူကြီးချုပ်အမှုပြုသောအပရိသတ်အပေါင်းတို့ကအခမ်းအနားကိုနမောတတ္တ၃ချိန်ရွတ်စွာဖျားကားတော့ဖွင့်လှစ်ပြီးနိုင်ငံတော်ဩဝါဒစရိယစွန့်လုံးကူကမ္မထံចောင်းတိုက်ဦးစည်းပဒနာနာယကဧကမဟာပဏိတမဟာကမ္မထာနာစရိယဗဒ္ဒနာဧကဓမ္မဘိဝန္တအရှင်သူမြတ်ထံမှာ ၅ဘာသီလခံယူဆောက်တည်၍ဆရာတော်ရှင်သူမြတ်များရပ်ပွား30ချီးမြှင့်တော်မူအပ်တော်ပရိတ်တရားတော်များကို나ယူကြည်ညိုကြကလူတန်းမှုစုစုတို့တွင်ရေဆက်သွန်းချအမြတ်ပေးဝေ၏ဗုဒ္ဓသာရဏံစိရံတိတ်တထု၃ချိန်ရွတ်စုဖျားကတော့ကအခမ်းအနအောင်မြင်စွာကျင်းပခဲ့ကြောင်းသိရှိရပါတယ်ခမညာ